ားလုံးမင်္ဂလာပါ UK Match Play ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်ပွဲတည်းအောင်လည်းမင်္ဂလာပါ။ကမ္ဘာ Champion ၄ချိန်တိ Champion ဖြစ်တဲ့1934 38မှာ Champion ဖြစ်တဲ့အိုက်ကနေမှ1980နှစ်မှာ Champion ထပ်ဖြစ်ပြီးတော့ဒါအခု2006မှာ Champion ဖြစ်တဲ့အီတလီကကမ္ဘာဖလားပြိုင်ပွဲကြီးကို၃ချိန်ဆက်တိုက်လွဲချော်ရမယ်အခြေအနေနဲ့ရင်ဆိုင်လျက်ရှိတယ်။ဆိုတော့အီတလီကဒီနော်ဝေးပါတဲ့အုပ်စုမှာ ဒါရင်ဆိုင်ခဲ့ပြီးတော့ Norway ကိုနှစ်ကြော့သလုံးရှုံးခဲ့တယ်ပထမကြော့ဒီ Spelity လက်ထက်မှာ3စီနဲ့ရှုံးတယ်အခု Gattuso လက်ထက်မှာ5ပွဲဆက်တိုက်နိုင်ပြီးတော့မှနောက်ဆုံးသူကင်နဲ့အင်ခွေပွဲစဉ်မှာ၄ဂိုးတခုနဲ့ရှုံးပြီးတော့အီတလီကအုပ်စုဒုတိယနေရာနဲ့ထပ်ပြီးကျင်းပခဲ့ရတယ်ဆိုတော့ World Champion ဖြစ်တဲ့အီတလီအတွက်နောက်ထပ် playoff အဆင့်ကိုသွားရအောင်မှာဖြစ်တယ်2018တုန်းက playoff အဆင့်မှာ Sweden ကိုသူတို့ရှုံးပြီးထွက်ရတယ် ်ပြီးခဲ့တဲ့2020 playoff အဆင့်မှာမြောက်မက်ဆီဒိုနီယာကိုပထမအဆင့် semi final မှာရှုံးပြီးထွက်ခဲ့ရပြီးတော့ဒီတစ်ချိန်မှာအီတလီထွက်နောက်ထပ် playoff ထပ်ပြီးခံရမယ်ဆိုတော့ကျွန်တော်တို့ Gattuso နဲ့ပတ်သက်လို့ပေါ့လေအစောပိုင်းတုန်းက Gattuso ကိုကျွန်တော်တို့ကဒါတကယ်ကိုကျေနပ်စရာ Gattuso လက်ထက်မှာအီတလီယာစုစုပေါင်း twin goal 22တကိုးထိ twin နေဒါပေမဲ့လက်ရှိအီတလီအသင်းကဘာဖြစ်နေလဲဆိုတော့အခု Norway နဲ့ကစားခဲ့တဲ့ပွဲမှာဒါ Gattuso စကင်တဲ့အချိန်ပေါ့လေ ဂတုဆိုစကိုင်တဲ့အချိန်မှာဒါ Exposito Estonia ကို9ခုပြတ် Israel ကို9ခု၄ခု Estonia ကို3ခု၄ခု Israel ကို3ခုပြတ် Moldova ကို2ခုပြတ်နိုင်တယ်ဒါပေမဲ့သူ့ရဲ့ real test က Norway နဲ့ပွဲ ဘာကြောင့်လဲဆိုအဲ့ Norway နဲ့ပွဲကသူရဲ့အဓိက test ဖြစ်ပေမဲ့အဲ့ test ကိုသူ၄ကိုတကုတ်နဲ့ကိုပြက်ရှုံးသွားတယ် speciality တစ်ထောင်ပို့ဆိုးတဲ့ရလက်ဖြစ်သွားတယ်ဒီနေရာမှာအီတလီအတွက် concern ဖြစ်လာတယ်ဆိုတော့အီတလီကအခုလက်ရှိမှာ playoff အဆင့်ကိုရောက်သွားပြီဆိုတော့ playoff အဆင့်မှာဒါအခုလက်ရှိခြေစစ်ပွဲအရဆိုရင် City ရနိုင်မဲ့အသင်းတွေထဲမှာအီတလီကဒုတိယရတယ်တူရကီကလည်းသူ့အဆင့်မှာဒုတိယရပြီဒါယူကရိန်းကလည်းဒုတိယရထားတဲ့အတွက်ကြောင့်ပိုလန်နဲ့အီတလီရဲ့ အီတလီရဲ့တူရကီရဲ့ယူကရိန်းရဲ့ပိုလန်ရကစီးတီးရထားတဲ့၄သိန်းဆိုတော့သူတို့ကနေရှင်လီယတက်လာမဲ့၄သိန်းရဲ့အုပ်စုဒုတိယရတဲ့စုစုပေါင်း၁၂သိန်းပေါင်းပြီးတော့၁၆သိန်းကို၄သိန်းဒါဘယ်လိုပြောမလဲသူတို့ကအဲ့စုစုပေါင်းဒီ၁၆သိန်းပေါ့လေအဲ့၁၆သိန်းကိုသူက၄အုပ်ဒီပြန်ပြီးတော့ semi final ပုံစံပြန်ခွဲပြီးတော့သူတို့က play off ပုံစံပြန်လုပ်มาဖြစ်တယ်ဆိုတော့အခုစုစုပေါင်း၁၆သိန်းကနေ chess web အောက်မှာကစုစုပေါင်း၄သိန်းပဲအောင်မယ် ဆိုတော့တို့ကဘယ်လိုခွဲမလဲဆိုတော့ဒါ city city A city B city C city C ဆိုပြီးတော့ port 1 port 2 port 3 port 4မှာတို့အစင်းလိုက်ခွဲမယ် nationally ကတက်လာတဲ့အသင်းတွေအားလုံးဟာတို့ဘယ်ကိုသွားမလဲဆိုတော့ automatically port 3ကိုသွားတာများတယ်ဆိုတော့ port 1မှာ Italy ရဲ့ Turkey ရဲ့ Ukraine ရဲ့ Poland ရဲ့ပါတယ် port 2မှာ Ireland က Hungary ကိုကျော်ပြီးတော့ port 2ရဲ့ပါသွားတယ် Ireland ဟာနောက်ဆုံးမိနစ်ကြာမှာပဲ Tripoli ရဲ့တွင်ကိုချောင်း ဟန်ဂေရီကိုကျော်ပြီးတော့ဖော့ထူးတယ်မှာပါတယ်ဒါတစ်ဖက်ပါလဲစကော့တလန်အသင်းကဒါဒီအဆင့်မှာပါဝင်ခွင့်ရရှိတယ်တစ်ဖက်ကဒါစကော့တလန်အသင်းဆိုရင်ဒါလက်ရှိအနေထားရဒိမတ်အုပ်စုမှာသူကစကော့တလန်ကဒိမတ်နဲ့သူနဲ့ကအခုနောက်ဆုံးပွဲရှိမယ်ဆိုတော့ဂူလလောဆယ်မှာစကော့တလန်ဒိမတ်တသင်းသစ်တက်မယ်ဒါလက်ရှိအနေထားရနောက်ဆုံးပွဲခံရမယ်ဒိမတ်က ဒါအဝေးကွင်းပေါ့လေဒါအဝေးကွင်းကန်ရမယ်အချိန်မှာစကော့တလန်ကသူ့ရဲ့အိမ်ကွင်းမှာဒင်းမက်နဲ့ကန်ရမယ်ဆိုတော့တကယ်လို့အဲ့ပွဲမှာစကော့တလန်ကဒင်းမက်ကိုနိုင်လိုက်တာနဲ့စကော့တလန်ဟာချစ်ပွဲအောင်ပြီးတော့ဒင်းမက်ကဒီဒီစီးတစ်ထဲကိုဒီထဲကိုပြန်ရောက်လာမယ်ဆိုတော့အဲ့ဒါကအခုလောလောဆယ်အနေထားရပြီးတော့မှဒါဆလိုဗက်ကီးယားကဒါလက်ရှိမှာဂျာမနီအုပ်စုမှာသူကလည်းအမှတ်တူဖြစ်နေပြီးတော့ ဒါအဆုံးဖြတ်ပွဲကစားဖို့ရှိတယ်ဆိုတော့ Slovakia ကအခုလက်ရှိမှာသူတို့အနေနဲ့အခုအဝေးကွင်းကန်ရမယ့်အချိန်မှာသူတို့ Germany ကွင်းသွားကန်ရမယ်တကယ်လို့သူတို့က Germany ကိုနိုင်ရင် Germany အောက်ကိုရောက်လာမယ် Germany နိုင်လိုက်ပြီဆိုရင် Germany ကအပေါ်မှာ Champions Slovakia ရှိမယ်ဆိုတော့အဲ့ဒီတစ်ချက်ချိပဲအချိန်မှာဒါပြီးတော့မှတစ်ဖက်ကချက်ဒီဘယ်လိုပြောမလဲဆိုတော့ Czech Republic ရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘာသွားကြည့်လဲဆိုတော့လက်ရှိမှာအီတလီကလုံးဝ short တွတ်လို့မရတဲ့အဓိကအချက်ကဘာလဲဆိုတော့ တကယ်ကောင်းတဲ့အသင်းတွေဒါဥပမာတကယ်လို့အပေါ်ကဒက်မတ်ကျလာတာတို့ဂျာမနီကျလာတာတို့ဆိုအီတလီတို့ဒိန်းကြပဲ။ဘာကြောင့်လဲဆိုအီတလီကနောက်ထပ်အဖြစ်ခံတော့မရဘူး။ဒါပေမဲ့ဂျိမတ်တို့ဂျာမနီတို့ကျလာလို့ရှိရင်တို့ကဟိုအပေါ်ကိုပြန်ရောက်သွားမှာပို့ဝမ်းတဲ့ကိုပြန်ရောက်မှာ။ဒါပေမဲ့ပြောချင်တာကအီတလီပလေးအော့ဖ်စင်ကသွားမှာဖြစ်တယ်။ဒီပလေးအော့ဖ်စင်မှာဦးကအယ်ဘေးနီးယားတို့မြောက်မက်ဆီဒိုနီးယားတို့ဘိုစနီးယားတို့ကိုဆိုဗိုတို့ဝေးဆိုဆွီဂျင်တို့ရူမီးနီးယားတို့မြောက်အိုင်လန်တို့ဒီသင်းတွေအီတလီပြဿနာမရှိဘူး။တကယ်လို့ ဒါစီးရီးမရတဲ့အသင်းတွေကကောင်းတဲ့အသင်းတွေပိုင်းအီတလီတို့ကဆိုပြီးခဲ့တဲ့2022တုန်းကလည်းချေစပွဲမအောင်ဘူးဒါ20နှစ်78တုန်းကလည်းချေစပွဲမအောင်ဘူးအခုဒီဒီချိန်မှာအီတလီတခုခု လုံပြရတော့တယ်ဒါသူတို့တိုက်စစ်မှာအက်စပိုစီတိုချက်တိတ်လေးကမစိုးဘူးဆိုပေမဲ့အီတလီဟာလိုအပ်ချက်တွေအများကြီးပဲဂျန်လူဂျီတူနာရူမာဆို PSG မှာဘလောက်ကောင်းကောင်းအီတလီရောက်ရင်အမတန်ကြီးအားလုံးဝညံ့တယ် နောက်တစ်ခါအခုမန်စီးတီးမှာလည်းတောင်းချောင်းကလေးရှိနေရတယ်အီတလီရောက်ရင်တကယ်ကို struggle ဖြစ်တယ်ဒါအခုဆန်တိုထိုနာလီတို့ကလီဖီယိုဒီမပါတာလည်းပါတယ်ဒါပေမဲ့တေးကြတာတော့အီတလီဟာဒီတစ်ချိန်မှာ လုံးဝအမှားရမခံဘူး back to back သုံးပွဲ world cup ချေသွားမအောင်ရင်တော့တမိုင်းမှာအမဲဆက်အကြီးကြီးဂတ်တူဆိုဖြစ်သွားဖို့တေးချပေါက်ရှိတယ်ဒါတော့အခုလောလောဆယ်အီတလီရဲ့ world cup ချေဆိုတော့သူက playoff ရောက်သွားတဲ့အခါမှာစုစုပေါင်း16တင်းကို ၄သိန်း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 ၄ခုနဲ့ semi final နှစ်ပွဲ final တစ်ပွဲကပီတာနဲ့အဆုံးဖြတ်ပေးမှာပါအီတလီရဲ့ chance ဘယ်လိုမြင်ကြလဲကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်